အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးအဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။အဲ့တော့ဒါကျွန်တော်တို့ဒီရပိုင်းအတွင်းမှာဒါကြောင့်တော့ shout တက်နေတဲ့သတင်းတစ်ခုရဲ့ The Athletic UK ကလည်းဒါကျွန်တော်တည်တည်ချာချာရေးသားထားတယ်ဒါကျွန်တော် pieces တွေပေါ့နော်။အဲ့တော့လက်ရှိဒါကျွန်တော်တို့ဒါလေးမပြောခင်မှာပေါ့နော်ဒါခင်ဗျားတို့ဟာပန်နေနေပြောချင်တယ်ပေါ့နော်။ဒါ Liverpool ပြည်သက်နေတဲ့သူကျွန်တော်ဒါ channel name ကိုလည်း football and life ပေါ့နော်။အဲ့တော့ ဒီအပိုင်းတွေမှာတော့ကျွန်တော်အိမ်အိမ်မှာကျွန်တော်ဒါတယောက်တည်းဖြစ်နေတယ်တယောက်တည်းဖြစ်နေတယ်ဆိုတော့အမှန်တမ်းပြောဒီအိမ်ကိုဒါကျွန်တော်စပြီးတော့ယူထားကလေးကအော်ကျွန်တော်ကဒါမိသားစုအများကြီးပြဿနာပြဖာသားကြီးကသူ့အနေနဲ့သူ့လက်ကိုသူရင်ရှင်မခွန်းတယ်ပြီးတော့ဒါဒီမှာကျတော့ဒါနိုင်ငံသားသားတွေကြီးပဲများတဲ့အတွက်ကြောင့်မို့သူ့အနေနဲ့သူနဲ့ communicate လုပ်ရမယ့်လူမရှိရကြသူ့အနေနဲ့သူပြင်းနေပေါ့နော်ပြဿနာလည်းကျွန်တော်ကလည်းချိန်လို့လှုပ်လှုပ်နေတယ်ကျွန်တော်လည်းချိန်လို့အစုံသွားနေခရီးတွေထွက်နေရတဲ့ကြောင့်မို့သူ့ကျွန်တော်အချိန်မပေးနိုင်ဘူး ပုံမှန်လည်းလည်းပြောရမယ်ဆိုရင်အဲ့ဒါဒီကြောင်းပဲဒါကျွန်တော်အနေနဲ့ကျွန်တော် father ပြန်သွားတယ်ပေါ့နော်ပြီးတော့ပြီးတော့ကျွန်တော်တို့ဒီရပိုင်းတို့မှာကျွန်တော်ကောင်မလေးပြန်သွားတယ်ကျွန်တော်လက်ရှိဒီရပိုင်းတို့မှာကျွန်တော်ဘာမှလုပ်စရာဟိုမရှိဘူးပေါ့နော်ဒါပြဿနာကျွန်တော်မှာဟိုအိမ်မှာဘာမှမရှိဘူးပေါ့ဗျာမနိုင်ပြောမှဆိုတယောက်တည်းပေါ့ဒါကျွန်တော်ရဲ့လက်ရှိအိမ်ကလည်းကျွန်တော်ဒါအခန်းကလည်းနည်းနည်းများတယ်ဆိုတော့ကောင်နဲ့ဟိုလိုလိုဒီခုနကမှတမျက်စီတိုက်ကိုမစီလဲကြာကြမ်းတိုက်နေလွန်ရလို့ခင်ဗျားတို့ကျွန်တော်သတိပေးတော့ ထမကျွန်တော်ရင်စပြောင်းတော့ငါဒါအများကြီးပဲဗောနော်ကျွန်တော်ဖီမီရောကျွန်တော်ကျွန်တော်ကောင်မလေးရောဒါကျွန်တော်အများကြီးပဲလူတွေကျွန်တော်တငယ်ချင်းတွေရောလားအင်ကူပြောင်းတော့အခုလက်ရှိမှာတယောက်ပဲကျန်တော့လောကကြီးမှာတယောက်သေးပဲနောက်ဆုံးတော့ကျန်ခဲ့ရတာပဲဆိုတော့ logic ကအချိန်နဲ့ပြောင်းတော့ပြီးတော့ဒါကျွန်တော်တော့ဟိုပုံပွင့်လေးပြောကျွန်တော်ဒါလာမဲလာကြရင်ကျွန်တော်အိမ်ပြန်ပြောင်းရမှာနော်ခင်ဗျားတို့အရင်တော့ကမြင်နေကြအိမ်ပုံစံလေးကိုပဲကျွန်တော်ပြန်ပြောင်းဖို့များတယ်ဒါလက်ရှိကျွန်တော်ဒီအိမ်ကိုကျွန်တော်ထားခဲ့တော့မှာဗောနော်အဲ့တော့ ဟိုနိုင်ငံသားမှာနေတဲ့လူတယောက်အနေနဲ့တော့ကိုယ်ဒါပတ်စံအများကြီးကိုယ့်ဟာကိုရှာနေတဲ့လူတယောက်အနေနဲ့တော့မအိမ်ပြောင်းရတဲ့ feeling ကမလွယ်ပါဘူးခတ်တယ်ဆိုတာထက်အိမ်ပြောင်းရတဲ့ feeling ကိုမချိုက်တာပါငယ်လေးကတည်းကဒါအဖေမေးရဲ့ကျေးဇူးကြောင့်မို့ကျွန်တော်အနေနဲ့ကျွန်တော်ဒါတယောက်တည်းဟိုနီလာခဲ့တဲ့အခမ်းအနားမှာပေါ့နော်ကျွန်တော်တို့ကကျွန်တော်ဒါ တယောက်တည်းပဲကျွန်တော်နေလာခဲ့တဲ့ movement ကကျွန်တော်ရှားပါတယ်မိဘနဲ့နေတယ်မိဘနဲ့ကြီးပြင်းတယ်မိဘနဲ့ဒါပေမဲ့ကျွန်တော်ဒီနောက်ပိုင်းတာအာနာသိမ်းအဲ့ဒါကြောင့်ကျွန်တော်ဘုဘူမုန်းတာအဲ့ဒါတွေပေါ့နော်ကျွန်ခုလက်ရှိမှာကျွန်တော်ဒါတွေပါလို့ဆိုကျွန်တော်တယောက်တည်းနေရအရန်မုန်းတဲ့ logic ကလည်းသူ့ကြောင့်ပဲလေကျွန်တော်ကိုယ့်ကိုယ်နဲ့အားလုံးရဲ့ဒါပစ်ချက်တွေသူ့ကြောင့်ပဲကျွန်တော်ဒါလက်ရှိမှာရန်မာနိုင်ငံမှာရှိဘလောက်ပြောဖို့ကောင်းမလို့ပေါ့နော်ထပါထပါလီဗာပူးကြောင့်ပြောအဲ့လီဗာပူးကြောင့်ပြောရမယ် sorry ပါလီဗာပူးတက်တောင်းမှာကျွန်တော်ခင်ဗျားနည်းနည်းလေး feed တာများသွားတယ်ပေါ့နော်အဲ့တော့ ဒီနေ့မှာတော့ကျွန်တော်တို့လီဗာပူးအကြောင်းပြောလီဗာပူးသိနေတာကျွန်တော်လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကအာဒီကယ်နှစ်ခုသုံးခုရဲ့ဒီရက်ပိုင်းအတွင်းမှာဒါကျွန်တော်ထပ်ပြီးအာဒီကယ်ထပ်ပြီးထွက်လာခဲ့တဲ့အကြောင်းအရာရှိတယ်။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေးပြောအောင်လီဗာပူးသိနေခုလက်ရှိမှာ succession plan စတင်ပြီးစဉ်းစားနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ succession plan မှာလီဗာပူးသိကကစားသမားတစ်ယောက်တည်းနေမဟုတ်ဘဲနဲ့နှစ်ယောက်ကိုဒါကျွန်တော်အသင်းမှာ succession plan စဉ်းစားနေပုံတော့ what would liverpool succession plan be like ဆိုတဲ့ဒါကျွန်တော်အာတီကယ်လေးနဲ့ကျွန်တော်တွေ့ပြီးတော့ကျွန်တော်ခမရတို့တင်ဆက်ပေးချင်တာပေါ့အဲ့တော့ဒီ succession plan ကဘယ်လိုလဲဆိုတော့ကိုယ်ဝန်သိပြီးသားဖြစ်ပါ succession plan ဆိုတာကျွန်တော်တို့အဲနေရာယူခြင်းပေါ့เนาะဒါကျွန်တော်တို့လက်ရှိမှာ account ကောင်းတဲ့လူတွေရောက်ကိုဒါသူ့ရဲ့နေရာကိုဒါယူခြင်းဆိုတဲ့ပုံစံမျိုးကိုလုပ်ဖို့တဲ့ succession plan ဆိုတာမျိုးရှိတယ်ပေါ့เนาะအဲ့ succession plan မှာလက်ရှိမှာဒါမိုဆာလာကိုတော့အကုန်သိပြီးသားဖြစ်တယ်မိုဆာလာအတွက်လက်ရှိမှာ Liverpool အတင်းက succession plan ကိုစတင်ပြီးဆွဲထားပြီးသားဖြစ်တယ်ကောလန်ဟာလာတွေရဲ့အခုလက်ရှိမှာ Liverpool တင်းရဲ့ဒါ succession plan မှာဒါမိုဆာလာနေရာအတွက်ရှားထားခြင်းပြည်ကစားသမားက Oli C လို့သိရတယ်မှာပါတယ် Michael Edward တို့ကိုလက်ရှိမှာဒါကျွန်တော်တို့ Richard Hughes တို့ကအုပ်စုလိုက်ကလက်ရှိဒါ Liverpool နဲ့ပတ်သက်ပြီး right wing နေရာမှာ OLC က Premier League မှာလည်း experience ရှိတယ်လို့ Bayern Munich မှာလည်း experience ရလာလက်ရှိမှာကံနေတဲ့ပုံစံအရ တော်တော်ကြီးကိုကောင်းတယ် goal scorer တွေမဟုတ်ဘဲနဲ့ goal maker ပါတာတခုပါ play maker ပါဆော့လို့ရတဲ့အထီကိုဒါ olisi ကအရန်ကောင်းတဲ့အတွက်ကြောင့်မို့သူတို့နေပြောကြတာပါအဲ့ဒါ fiorentina ကဒါ liverpool အသင်းဒါကျွန်တော်မမေ့ရစာလောက်ကိုခေါ်ခဲ့တော့ငါပုံစံအတိုင်းပဲဒါပေမဲ့ olisi ကတော့ big name ပုံစံတာပေါ့နော် olisi နေနဲ့ကလည်းလက်ရှိမှာသူကရာ liverpool ကိုသဘောကျတယ်လို့လည်းကောလာဟာလာတွေကသိရတယ်မှာပါအဲ့တော့ liverpool နဲ့ပတ်သက်ပြီးလက်ရှိမှာနောက်ဆုံး update ရသတင်းတွေက olisi နဲ့ liverpool တရားဝင်ချိတ်ဆက်ထားခြင်းတော့ 100%တော့တည်နေရမရှိသေးဘူးဗျအဲ့တော့လီဗာပူးတင်းနေတဲ့အခုလက်ရှိမှာအူလီစီနဲ့ပတ်သက်ပြီးဘာဒီဘလူးဆုံးဖြတ်ချက်ချသွားမလဲဆိုတော့ကျွန်တော်ကတော်တော်လေးကိုစိတ်ဝင်စားတယ်ဒါပေမဲ့လီဗာပူးတင်းကလက်ရှိမှာဒါကျွန်တော်ရစ်ချတ်အာနူကိုဆိုရစ်ချတ်အာနူလားရစ်ချတ်အာနူမဟုတ်ရစ်ချတ်ဟျူးရှ်ပဲလားရစ်ချတ်ဟျူးရှ်ကတော့ကျွန်တော်တို့မိုက်ကယ်အက်ဝါကတန်းရောင်လုံးကအူလီစီကိုဒါဆာလာရဲ့ရီဆက်ဆက်ရှင်ပလန်နဲ့သဘောထားထားတယ်ပြဿနာကအူလီစီကိုလက်ရှိမှာကင်ထားတဲ့အသင်းကပေါ်ပေါ်လောလောတင်းတော့မဟုတ်ဘူး ဘိုင်မြန်နဲ့တင်ပြတယ်ဘိုင်မြန်နဲ့လက်ရှိခြေစွမ်းရတာချန်ပီယံလိလည်းရနိုင်လို့ဒါသူတို့ရဲ့လီဂူ1လည်းရုပ်သူလီဂူ1မဟုတ်သူတို့ရဲ့ဘွန်ဒက်စလီကာလည်းရနိုင်သွားတဲ့ကစားသမားအုပ်အသင်းကိုပိုင်ရှိတဲ့အတွက်ကြောင့်မို့သူတို့နေတိတ်ပြီးတော့ဒါခွန်ပြကျွန်တော်တို့လည်းအဲ့လိုစကားမှိုင်းကျွန်တော်ကောင်းကျွန်တော်စကားမှားတဲ့ပြဿနာကျွန်တော် script မကြည့်ဘဲနဲ့လက်တန်းပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီနေရာမှာကျွန်တော်ဟိုစကားမှားတဲ့လေးရှိကျွန်တော်ခွင့်လွှတ်ပေးပါမယ်အဲ့ဒါထပ်ပြီးပြောရပြောအောင်တော့အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ OLC အနေနဲ့ဒါသူကသူ့ရဲ့ဒါလက်ရှိသူ့ကိုပိုင်တဲ့အသင်းကိုယ်တိုင်ကလည်းတော်တော်လေးကိုကောင်းတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မလို့ လက်ရှိမှာသူ့ကိုခေါ်ယူဖို့ကတော့ထင်တာတည်းအများကြီးအများကြီးပူခတ်ခဲမဲ့သူမှရှိတယ်။ဝီလီစီကိုလက်ရှိမှာဘိုင်ယန်မြူးနစ်တင်ကလက်ရှိသူတို့ရဲ့ဒါ price asset တစ်ခုအနေနဲ့လုံးဝ100%သဘောထားထားပြီးတော့ဒီကစားသမားကိုသူတို့အနေနဲ့လုံးဝလွယ်လွယ်ကူကူအသင်းကနေပြီးတော့ဒါကျွန်တော်လက်လွတ်သွားမှာမဟုတ်ဘူးလို့လည်းသိရတဲ့မှာပါပါတယ်။ အလရှိမှာဒါ OLC အနေနဲ့ကော OLC ကိုတိုင်ကလက်ရှိမှာသူ့အနေနဲ့ဒါသူ Grand Germany မှာပြောတယ်ပြဿနာ OLC OLC ကိုတိုင်ကနေရာတိုင်းမှာပြောတဲ့သဘောမှရှိပါတယ်နေရာတိုင်းမှာ OLC ကိုတိုင်တော်တော်လေးကိုဒါကျွန်တော်ကြည်နက်နေတယ်နေရာတိုင်းမှာသူ့နေရာအဲ့တော့ OLC ကိုတိုင်ကလက်ရှိမှာ Liverpool အသင်းကိုသွားခြင်းမှာဒါဒီအပြောင်းအရွှေ့ကဖြစ်လာဖို့ရှိတယ်ဆာလာကတော့လက်ရှိလာမယ့်နေရာဒီမှာအသင်းပြောင်းဖို့ဆိုတာတက်ဆိုင် Liverpool အသင်းမှာပဲရှိဖို့အတွက်များပေမဲ့အကယ်၍ဒါကျွန်တော်တို့ Liverpool အသင်းနေတဲ့ဒီကစားသမားကိုဒါကျွန်တော်တို့ထိုက်တဲ့ဈေးပုံစံမျိုး sorry ဘက်ကရမယ်ဆိုရင် Liverpool အသင်းဘက်ကလည်းဒီကစားသမားကိုရောင်း ချသွားဖို့အတွက်စဉ်းစားသွားနိုင်မယ်ဆိုတဲ့သတင်းတွေလက်တော့ရောက်ထွက်လာခဲ့တယ်။အဲ့တော့ဆာလာအထွက် OLC အဝင်လည်းဖြစ်သွားနိုင်ရောဆာလာလည်းရှိမယ် OLC လည်းရှိမယ်ဆိုတဲ့ပုံစံမျိုးလည်းဖြစ်သွားနိုင်တဲ့သဘောမှရှိပါတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးဆက်ပြီးတော့ပြောအောင် OLC အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ Liverpool တင်းကိုသူကိုယ်တိုင်သာပြောင်းရွှေ့ခြင်းမယ်ဆိုရင်တော့လွယ်လွယ်ကူကူနဲ့ဒီအပြောင်းရွှေ့ကပြီးသွားနိုင်မယ်သဘောမှရှိတယ်။အခုလက်ရှိ Eset to Florian Risk တို့လို့ပေါ့နော်။ဒါအသင်းကစားသမားကိုယ်တိုင်ကအသင်းကလွယ်လွယ်ကူကူထွက်ခွာမယ်ဆိုရင်ဒီအသင်းကလည်းရောင်းရမယ်သဘောမှရှိရဆိုရောင်းပေးမယ်ရှိ။အဲ့တော့ OLC ကိုယ်တိုင်ကလက်ရှိမှာ Bayern Munich မှာပြောတယ်သူကိုယ်တိုင်ကလက်ရှိမှာပြော င်တာဗျဒီကောင်ကနန်းချက်လန့်ပုံစံမျိုးပေါ့လက်ရှိမှာဒါလူငယ်30စကားလုံးရနန်းချက်လန့်ပေါ့နန်းချက်လန့်ဆိုတော့လက်ရှိဒါကျွန်တော်ဒီကစားသမားကဒါ ဟိုလည်းပြောဗမာနီနီငားရတယ်ဗောနော်အသင်းရ performance ရဘလူပဲအစဉ်ဖြစ်ဖြစ်တော်တော်လေးကိုဒါနေရာတိုင်းမှာအစဉ်ပြင်နိုင်တဲ့အနေထားမှာကစားသမားဖြစ်တယ်အဲ့တော့ performance wise ရကိုလီစီကလည်းဒါအကောင်းတဲ့ကစားသမားမဟုတ်လို့ liverpool နဲ့ဒါမကိုက်ဆက်ချောင်းဖြစ်တယ်ပြီးတော့ premier league မှာလည်းအသားကျပြီးသားကစားသမားတယောက်ဖြစ်တဲ့ကြောင့်မို့ကိုလီစီက liverpool တင်းထဲမှာ directly fit in ဖြစ်နိုင်တဲ့ကစားသမားတယောက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပုံကူရေးရမြင်မိတယ်အဲ့ဒါကိုလီစီအဲ့တော့နောက်နှစ်ယောက်ရဲ့ succession plan ကတော့ရှင်းပါတယ်ဒါကကျွန်တော် virgil van dijk ရဲ့ succession plan လက်ရှိနောက်ဆုံး update သတင်းတွေရ virgil van dijk ရဲ့နေရာကို လစ်ဗာပူးအသင်းက market ထဲမှာစတင်ပြီးတော့ရှာဖွေတော့မှလို့သိရတယ်မှာပါတယ်။လက်ရှိမှာလစ်ဗာပူးအသင်းကသူတို့ရဲ့ center back နေရာအတွက်မက်ဆီကြာနေကစားသမားတယောက်ရှိတယ်။ဒါပေမဲ့အဲ့ဒီကစားသမားက Premier League မှာလည်းဖြစ်လို့ကျွန်တဲ့အသင်းတော့မဟုတ်ဘူး။ကျွန်တော်ရဲ့အသင်းရဲ့ကစားသမားလူလည်းကျွန်တော်သိရတယ်မှာပါ။အဲ့ဒီကစားသမားကလက်ရှိမှာ Mickey Van der Ven ပဲ။ Mickey Van der Ven ကခုလက်ရှိမှာအသက်အရွယ်အဖြစ်လည်းငယ်သေးတယ်။အသင်းကိုလည်းလီးလုံနိုင်လို့ Tottenham Hotspur အသင်းမှာလက်ရှိမှာဒါလက်ထောက်ဒါကျွန်တော်တို့အဲကပတိန်အနေနဲ့ဒါကျွန်တော်တို့ တာဝန်ယူရတယ်မှာခရစ်ရှယ်ရူမဲရိုတန်ရသွားတဲ့ပွဲစဉ်မှာဆိုမီကီဗန်နာဗင်းကကပတိန်နေနဲ့တာဝန်ယူတာတွေ့ရမယ်အသက်ရွယ်လည်းငယ်တယ်ဒါကြောင့်လက်ရှိမှာတော်တော်လေးလည်းကောင်းတယ်네덜란드လည်းဖြစ်တယ်ဒါကြောင့်ပြအာနီစလော့နဲ့လည်းကြိုက်တယ်ဆိုတော့ပုံစံအာနီစလော့ကိုတိုင်ကလည်းမီကီဗန်နာဗင်းကိုကြိုက်တယ်မမဲရတော်တော်ဟော့စပါတင်းကဟူးဖ်ဘက်ကနေပြီးမီကီဗန်နာဗင်းကိုမခေါ်ယူခင်မှာ ဒါကျွန်တော်လက်ရှိမှာတရားဝင်ဆက်သွယ်မေးမြန်းမှုတွေပြုလုပ်ခဲ့ပေမဲ့စပါးသင်းကပဲပတ်စံပူပေးပြီးခေါ်သွားတဲ့အတွက်ကြောင့်မို့ Mickey Van Der Ven က Tottenham Hotspur သင်းကိုလက်ရှိမှာပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်။ Mickey Van Der Ven ရဲ့လက်ရှိမှာမိဘတွေကိုယ်တိုင်ကလည်း Tottenham Hotspur Liverpool ပြည်သက်တွေဖြစ်ကြတော့ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးရာရေရှည်ရဆောင်ကြပါမယ်။ ပြဿနာကအလက်ရှိမှာဒေါတန်ဟော့စပါအသင်းကဘီဂီဗန်နာဘင်းကိုပိုင်လာပဲဘီဂီဗန်နာဘင်းကိုဒေါတန်ဟော့စပါအသင်းကိုတိုင်ကလည်းလက်ရှိမှာကာလရှည်စာချုပ်တိတ်ချုပ်ဆိုပြီးတော့လက်ရှိမှာပြင်ဆင်နေပြီးတော့တပတ်လောက်ခလာစာတသိန်းခွင့်နဲ့တသိန်း၈သောင်းထီတောင်ပေးအပ်ဖို့အတွက်လက်ရှိမှာမီဂီဗန်နာဘင်းကိုဒေါတန်ဟော့စပါအသင်းကပြင်နေတယ်ဒါပေမဲ့ဗာဂျယ်ဗန်နာရဲ့ဆက်ဆက်ရှင်အတွက်လက်ရှိမှာလီဗာပူးသင်းကလက်လျှော့မှာမဟုတ်ဘဲနဲ့မီဂီဗန်နာဘင်းကိုလာမယ့်ရာသီမှာဆက်သွယ်ဖို့လို့ခေါ်အောင်မရှိတဲ့ဒေါတန်ဟော့စပါအသင်းကိုတိုင်ကလက်ရှိမှာဒန်နီယယ်လီဗီမရှိမဲ့အကဲမီဂီဗန်နာဘင်းကိုရောင်းဖြစ်မဲ့ဆိုရင်တော့မှပေါင်390အနည်းဆုံးအောက်ထက်လိုချင်တဲ့သဘောမှရှိတယ်ဒါပေမဲ့ခုနကပြောလိုပဲလက်ရှိမှာ အဓိကကျတာလဲကစားသမားရဲ့စိတ်တက်ကလည်းအများကြီးအရေးပါတယ်မပါဘူးအကဲဒါတော်တန်ဟော့စပါတင်ကဒီကြားထဲမှာမစ်ကီဗန်ဒါဗင်းကိုစာချုပ်တစ်ကိုချုပ်ဆိုနိုင်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကိုအပေါင်းလက္ခဏာဆောင်သွားမဲ့ movement ဖြစ်သွားနိုင်တယ်လို့ပဲကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါပါတယ်အမြင့်တော့ပင်စူစီကမူတော်တန်ဟော့စပါတင်နဲ့ဒါတက်ရှိမစ်ကီဗန်ဒါဗင်းကိုသွားတယ်အဲ့တော့တရှိမှာဒါလီဗာပူးတင်ကတော့ကျွန်တော် succession plan အနေနဲ့ဒါကျွန်တော် major van night ကို လီဗာပူးအသင်းကိုဟောဒါကျွန်တော်လက်ရှိမှာအစားထိုးဖို့အတွက်စတင်ပြီးတော့စဉ်းစားနေပြီလို့သိရတယ်မှာပါတယ်လီဗာပူးအသင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးဒါကျွန်တော်အဓိကလုပ်နေတာဆာလာကိစ္စအနေနဲ့လုပ်နေဖြစ်ပြီးတော့ဖန်ဒိုက်ကတော့အချိန်တစ်ခုနဲ့သူတို့ယူအောင်မယ်လို့လည်းသိရတယ်မှာပါတယ်ဖန်ဒါဘင်းကလက်ရှိမှာကျွန်တော်တို့ဒါလီဗာပူးအသင်းရဲ့ဒါ preferred choice ဖြစ်ပေမဲ့စပါးကစားသမားဖြစ်နေကျွန်တော်တိတ်တော့မလွယ်ဘူးလို့သိရလို့ OLC ကဒီတိုင်းပဲလို့ပြောလို့ရမယ်တော့မှာပါတယ်လောက်ပါပဲဘလုံးဖက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV4 တို့မှာ ကျေးလို့ဆိုတော့ပေါင်းကွန်ကြီးလို့ရပါတယ်။မြန်မာလေးကလစ်ဖုန်းမမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်မှာဖြစ်ပါတယ်။အားလုံးကြွတူပါတယ်။ကောင်းမွန်တော့နေနေဖြစ်ပါစုမုံကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့။ဒီပါဗျ။